မင်္ဂလာညချမ်းပါရှင်မိလ30ရက်တောက်ကြနေ့ကန်ဒရဝတီ time သတင်းဌာနရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဆောင်းပြောင်းကျေးရွာတိုက်ပွဲအတွင်မှာတော်လရင်တပ်ပေါင်းစုဖက်ကစစ်တပ်ပန်းနဲ့လက်နက်ခဲယမ်းတွေကိုတင်စီခဲ့တဲ့အပြင်စခန်းကုန်းပါတင်ပရရှိထားပါတယ်။ကော်ယော်ဒါမမဟုတ်မနုမနောဆိုတဲ့လူမျိုးနာမည်ကိုကော်ယော်မနုမနောအဖြစ်ပြောင်းလဲခေါ်ဆိုဖို့တမန်လိုက်ပါတယ်။ မြောက်ဆောင်ခရိုင်အတွင်းမှဖန်စီခံရတဲ့အထောက်အထားမဲ့ရွှေပြောင်းအလုသမားတွေထောင်တန်းနဲ့ငွေတန်းဆောင်ရပါတယ်ဒီသတင်းတွေကိုကြည့်ရှုနိုင်ဆင်ရမှာပါရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်းပြောင်းကျေးရွာကမြေပြင်တိုက်ပွဲဆက်ရဲ့အတွင်းမှာတော်လင်ရီတပ်ပေါင်းစုဖက်ကစစ်ကောင်စီရဲ့စခန်းကုန်းကိုသိမ်းပါရရှိခဲ့ပါတယ်ဒါအပြင်စစ်တုပ်ပန်းတွေကိုဖမ်းဆီးရမိပြီးလက်နက်ခဲယံတွေကိုပါသိမ်းဆီးရမိခဲ့ပါတယ် ချောင်းပြောင်းကြေးရွာမှာတော့မေလ18ရက်နေ့ကနေမေလ26ရက်နေ့အထိ10ရက်ကြာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါတိုက်ပွဲအတွင်းမှာတော့စစ်ကောင်စီဖက်ကသူတို့ရဲ့စခန်းကုန်းကိုမဆုံးရှုံးရအောင်လက်နေကြီးအပြင်လေးချောင်းနဲ့ဆက်တိုက်ပစ်ကူနေတာတွေရှိခဲ့ပါတယ်လက်ရှိဆောင်းပြောင်းမှာတော့မိုးရသည့်ကာလအတွင်းမိုးဆက်တိုက်ရွာသွန်းနေတာကြောင့်တော်လန်ရီတပ်ပေါင်းစုဖက်ကတိုက်ပွဲကိုရပ်နာထားပေမဲ့ စစ်ကောင်စီနဲ့ PNO တို့ကတော့အယက်သားပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးမှုတွေလုပ်နေတယ်လို့တော်လရင်တပ်ဖွဲ့တွေကပြောပါတယ်။ဆောင်းပြောင်းချေးရွာတိုက်ပွဲအတွင်းမှာတော့တော်လရင်တပ်ဖွဲ့ဝင်တချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကရနီပြည်အတွင်းမှာနေထိုင်ကြတဲ့ကော်ယောဒါမှမဟုတ်မနုမနောဆိုတဲ့လူမျိုးနာမည်ကိုကော်ယောမနုမနောလို့ပြောင်းလဲခေါ်ဆိုကြဖို့မေလ28ရက်နေ့မှာ ကော်ယောမနုမနောစာပေနဲ့ရည်ကြီးမှုကော်မတီကအတိပေးထုတ်ပြန်ထားပါတယ်။အဲ့ဒီနာမည်ပြောင်းလဲသတ်မှတ်ခေါ်ဆိုဖို့ကိုပြီးခဲ့တဲ့မေလ16ရက်နေ့မှာဒီလူကျူကြီးရွာမှာတွေ့ဆုံညနိုင်အစည်းအဝေးတရက်ကိုပြုလုပ်ခဲ့ပြီးသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။ Greeny ပြည်အတွင်းမှာနေထိုင်ကြတဲ့ကော်ယောမနုမနောလူမျိုးတွေဟာနေထိုင်ကြတဲ့ဒေသတွေကွဲပြားတဲ့အပေါ်မှာမူတည်ပြီးခံယူသုံးနှုန်းကြတဲ့လူမျိုးနာမည်တွေကမတူကြဘူးလို့ဆိုပါရယ်။ ကော်ယော်မနုမနောလူမျိုးစုတွေဟာအရင်ကတိုးခုအုပ်စုနဲ့နန်းဖဲအုပ်စုတွေမှာမနုမနောဆိုတဲ့နာမည်ကိုအသုံးပြုခဲ့ပြီးဒေလူဂျူအုပ်စုမှာတော့ကော်ယော်ဆိုတဲ့နာမည်ကိုအသုံးပြုခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လူမျိုးစုကြားမှာခွဲခြားမှုတွေဖြစ်စေခဲ့တာကြောင့်လဲအမျိုးသားဗဟိုကော်မတီအပါအဝင် စာပေနဲ့ရည်ကြီးမှုကော်မတီကအခုလိုမျိုးလူမျိုးစုနာမည်ကိုတမျိုးသေးတတ်မှတ်လူချောင်းဆွေးနွေးခဲ့ကြတာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမယောင်ဆောင်ခရိုင်အတွင်းပြီးခဲ့တဲ့ရက်ပိုင်းတွင်မှဖန်ဆီးခံရတဲ့မြန်မာရွှေပြောင်းအလုသမားတချို့ကိုငွေဒံဘတ်9000နဲ့ထောင်ဒံ48ရက်ချမှတ်ခဲ့တယ်လို့မယောင်ဆောင်ခရိုင်အတွင်းမှနေထိုင်တဲ့မြန်မာရွှေပြောင်းအလုသမားတဦးက Candrawati Time ကို ပြောပါဗျ။ဖန်ဆီးခံရတဲ့သူတွေထဲကမော်တော်ယာဉ်မောင်းနေတဲ့သူကိုအခုလိုမျိုး ငွေတန်ကိုထောက်တန်ပါချမှတ်ခဲ့တာပါလိုက်ပါစီးနေတဲ့တူကတော့ဘတ်2000ကနေဘတ်5000ကျားမှာငွေတန်ပေးဆောင်ရပြီးထောက်တန်မပါဘူးလို့ဖန်စီခံရမှုမှာကုညီဆောင်ရွက်ပေးခဲ့တဲ့ရွှေပြောင်းအလုသမာတူကပြောပါတယ်ပြီးခဲ့တဲ့ဧပြီလကစပြီးမေအောင်ဆောင်ခရိုင်အတွင်မှာ အထောက်အထားမဲ့တဲ့မြန်မာရွှေပြောင်းအလုသမာတွေကို စစ်ဆေးဖန်စီမှုတွေကိုပုံမှုတွေ့လာရတာပါမေအောင်ဆောင်ခရိုင်ရဲ့ဌာနရဲ့ Facebook စာမျက်နှာကအချက်လက်တွေအရာမိလာတရက်နေ့ကနေ28ရက်နေ့အထိဖန်ဆီးခံရတဲ့သူက28ဦးရှိပါတယ်။အဲ့ဒီထဲမှာတော့ပြန်လွတ်လာတဲ့သူတွေရှိသလိုဥပဒေအရအေးယူခံရတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။ Kendrovity Time ရဲ့ညနေခင်းသတင်းတွေကိုကြည့်ရှုနာဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးကြပါစေရှင်။ကျမမောင်ညာမှာပါ။